ကျွန်တော်တို့ရဲ့ရှာနေကိုကျေးဇူးအပ်နေကြတဲ့ဗိုက်သားများအဲဆနာကတယောက်မေးလာတယ်နော်ကြောက်ပြူရှင်နေဘယ်လိုလဲကြောက်ပြူကြောင်းပြောအောင်နော်ဟုတ်ပြီလားကြောက်ပြူကျွန်တော်သိရှိနားလည်ထားတော့ကျွန်တော် ပြောပါမယ်အားလုံးသောတခြား channel တွေပေါ့ဗျာနော်အဘချစ်တဲ့ channel တွေပဲဖြစ်ဖြစ်နော်စစ်ဘောမ channel ပေါ့ဗျာခင်ဗျားတို့ခေါ်နေသလိုပေါ့ဗျာနော်အဲ့ဒီ channel တွေပဲဖြစ်ဖြစ်တတိပုဂ္ဂလတွေပဲဖြစ်ဖြစ်ဆယ်လီတွေပဲဖြစ်သူတို့ရတာသူတို့သတင်းဖြစ်တယ်ခင်ဗျားတို့ယုံကြည်နိုင်တယ်เนาะမယုံကြည်နိုင်တာဒါခင်ဗျားတို့ရဲ့ကိုယ်ပိုင်ခွင့်ရေးဖြစ်တယ် ကိုမမောင်ရတာဒီကိုမမောင်ရဲ့ဒါရရှိတဲ့သတင်းကိုကိုမမောင်ပြောခြင်းဖြစ်တယ်။ကြောက်ဖြူနဲ့ပတ်သက်ပြီးတော့ကျွန်တော်မင်းညာကအဲကျွန်တော် Telegram Channel မှာတချို့ comment တွေမှန်လာတယ်။ကိုမမောင်ရေးတဲ့နော်။အဲသူတို့ဒီဗီဒီယိုနဲ့ပတ်သက်ပြီးသုံးသပ်ပေးပါအောင်ပြားတယ်ဟုတ်လားစိတ်တွေပူနေပြီတဲ့နော်။အဲ့တော့အဲ့ဒါနဲ့ပတ်သက်ပြီးကျွန်တော်ကြည့်ပါတယ်။ကြည့်ပြီးတော့ကျွန်တော်ချက်ချင်းလငင်းကျွန်တော်မင်းညာကချက်ချင်းလငင်းဘယ်လိုမှတုံ့ပြန်လို့မရဘူးလေဟုတ်လား။အဲကျွန်တော်နေအတီးပြုတ်မှုတွေနဲ့ကျွန်တော် ဒီဗီဒီယိုကိုတေချာလေ့လာတယ်လေ့လာပြီးတဲ့အခါမှာအဲသူတို့ဘက်ကသတင်းတွေကိုလည်းကျွန်တော်တေချာလေ့လာတယ်အဲ့တော့မြေပြင်အခြေအနေသတင်းတွေကိုလည်းကျွန်တော်တတ်နိုင်ဆုံးထိရောက်နိုင်အောင်ကြိုးစားတယ်အဲထို့သူနောက်ထပ်ဒီဘလိုကောင်းမဆိုရှင်စဖြစ်ပေါ်ပြတော့ဒေတာခန်တွေကအစကျွန်တော်လက်လန်းမိသလောက်တီးခတ်ကြည့်ပြီးတော့နောက်ဆုံးပိတ်တော့အဲသိရှိလာတာဒီဗီဒီယိုအကြောင်းအရင်ဆုံးပြောမယ်နော်ဒီဗီဒီယိုထဲမှာစစ်တီမရှိဘူးဆိုလို့ရှိရင်တော့အယောက်20ကျော်တော့ရှိပါတယ်နော် အယောက်20ကျော်လောက်ကိုမျက်နှာကိုအဝတ်တွေစီးထားတယ်အဝတ်တွေစီးထားပြီးတော့လက်ပြန်ကျိုးတွေတုပ်ပြီးထိုင်ခိုင်းထားတယ်ပေါ့နော်ထိုင်ခိုင်းထားတယ်အေအေတွေကအနားမှာပတ်လျှောက်နေတယ်အဲ့ဒါကိုသူတို့ကဘာလို့ပြောလဲဆိုတော့ကျွန်တော်မြေကုံမောင်ရေးတဲ့ဒါကားတဲ့ကြောက်ဖြူမျိုးကားတဲ့နော်ကြောက်ဖြူမျိုးကပြိုင်စစ်ကေရွာမှာတဲ့ဖမ်းမိတဲ့စစ်တုံမန်းတွေပေါ့နော်စစ်တုံမန်းတွေဆိုတော့ကိုအဲ့ဒါလေးပြောနေတယ်ပေါ့ပြောတဲ့အခါမှာဒါနဲ့ပတ်သက်ပြီးတော့ချက်ချင်းလက်ငင်းပေါ့တချို့ကြလည်းဒီသတင်းနဲ့ပတ်သက်ပြီးကျွန်တော်ကိုယ့်ဘက်ကလူတွေပေါ့ကိုယ့်ရဲ့ဒီရင်မှတ်ချင်းတူတဲ့လူတွေပေါ့ ွဲတဲ့ဒါလေးရှိမှာပေါ့ဗျာ။ဘာဖြစ်တော့ကျွန်တော်တိုက်ခိုက်သည်ရှိမတိုက်ခိုက်သည်ရှိစစ်တပ်အားပေးတဲ့ချို channel တွေပေါ့ဗျာနော်။အဲ့ဒီ channel တွေအားလုံးကလည်းချက်ချင်းနဲ့ငယ်ရည်ပြတ်ဆိုတော့မဟုတ်ဘူးဆိုတာပေါ့တော့နော်။ဖုန်းနဲ့လုံးမဟုတ်ဘူးသူတို့ကလည်းသူတို့တိထားပြောတာပေါ့။ဒါမဲ့ကျွန်တော်တို့ကလည်းကျွန်တော်စမ်းမပြောသလိုပေါ့။တိရှိမှုဆိုတာကျွန်တော်တို့ဒီချိန်မှာသတင်းစားသုံးတဲ့နေရာမှာနှစ်ဖက်စလုံးဘယ်ဘက်ချမ်းကိုပဲနားထောင်နားထောင်အဲဒီချိန်မှာ propaganda ဆိုတဲ့ဒီဝါဒဖြန့်မှုတွေကအရန်ကိုပြည်နေတဲ့အတွက်ကြောင့်မို့လို့ အဲကျွန်တော်မနက်မိုးလင်းတဲ့အခါမှာကျွန်တော်တည်ပြုဖို့စူးစမ်းလာရနိုင်ခဲ့ပါတယ်။အဲ့ဒီဗီဒီယိုဖိုင်ဟာဘယ်ကဗီဒီယိုဖိုင်လဲတော့ကျွန်တော်တို့အဲပြောရခက်တယ်။ဒီဗီဒီယိုဖိုင်တွေကလို့ကြောက်ဖြူမျိုးမှာစစ်တက်တွေစစ်သားတွေပေါ့နော်။ဒါမျိုးအုပ်လိုက်ခြင်းလိုက်မိရဆိုတာကဖြစ်ရအဖြစ်လုံးဝမရှိပါဘူး။ဘယ်ကဗီဒီယိုဖိုင်လဲဘယ်ကစစ်တီလဲမရှိဘူး။ကြောက်ဖြူကစစ်တီတော့လုံးဝမဟုတ်ပါဘူး။ပြိုင်စစ်ကေကိုတို့ရွာတို့တွေပေါ့နော်။ပြိုင်စစ်ကေရွာကိုအေအေကတိတ်လိုက်ပြီလို့သာပြောတာပါ။ အမှန်တကယ်ကပြိုက်စစ်ကြီးရွာမှာမိမိရဲ့တက်သည်ကာကင်းကိုအကောင်းဆုံးအကောင်းဆုံးစွမ်းဆောင်နိုင်ထားသလိုနော်ခုခံကာကွယ်နေစေပါပဲပြိုက်စစ်ကြီးရွာကိုနော်အဲ့တော့ပြိုက်စစ်ကြီးရွာမှာမိမိရဲ့တက်ရှိသလိုနော်မိမိရဲ့ကာကင်းစခန်းတွေရှိသလိုအဲ့ဒီကာကင်းကိုမှဆက်လက်ထောက်ထားတဲ့နောက်ထပ်ဒီကာကင်းကုန်းတွေရှိပါသေးတယ်အဲ့ဒီကာကင်းကုန်းတွေကျော်လာမှသာလျှင်ရက်တက်ရင်32ပေါ့ရက်တက်ရင်32ကိုရောက်မှာအဲ့တော့ရဲစက်တက်ရင်32ဆိုတော့ကြောက်ဖြူမြို့ရဲ့တကယ်ခံကာကွယ်ကြီးပေါ့ဗျာနော် အခုကံနဲ့အခုကံကာဝယ်နေရဲ့ခံခံတတ်ကြီးပေါ့ဗျာနော်အဲ့တော့အကြီးကိုကြော်လို့ရှိရင်တော့ကျွန်တော်တို့ကအဲကြောက်ဖြူမျိုးလေရင်ခွင်းနဲ့မှတိတ်မလန်းတော့ဘူးလို့ပြောလို့ရတယ်အဲ့တော့အေအေအနေနဲ့သူတို့လည်းတစ်ခါတလေကြရှိရန်ပြစ်တာရှိတယ်သူတို့ပြစ်ချက်ကအဲလေရင်ခွင်းသားကိုကြတာနှလုံးကြတယ်လို့ကျွန်တော်တို့အကြားသိရတယ်ပေါ့ဗျာနော်အဲ့တော့အဲကြောက်ဖြူမျိုးအချိန်နေရတော့မယ်လို့အောင်တော့မယ်လို့ပြောနေတာရဲ့အားလုံးကတော့ကြောက်ဖြူမျိုးတိုက်ပွဲကျန်းနေတာမှန်တယ်သူ့ဘောက်တော့ကြောက်ဖြူမျိုးကိုရတော့မယ်လို့ကြောက်ဖြူမျိုးက တို့လက်ထဲမှာပါလို့ဆိုတာကတော့လုံးဝလွဲနေပါတယ်လက်ရှိအချိန်ထိယနေ့အချိန်ထိပေါ့ကျွန်တော်ပြောနိုင်တာကတော့ကြောက်ပြူမျိုးဒီအဲတာတာရရအေးချမ်းချမ်းပါပဲเนาะကြောက်ပြူမျိုးထဲမှာကြောင်းနေအေးဆေးဖွင့်နိုင်တယ် bandage ဖွင့်နိုင်တယ်เนาะအဲဘယ်လိုခေါ်မလဲဆိုရှင်စီးပွားရေးတွေလှောက်ရှားနိုင်နေတော့မှာပေါ့ကြောက်ပြူမျိုးကပြောတော့တိတော်မသိဘူးပုံမလင်းပြောမယ်เนาะကြောက်ပြူမျိုးကဒီလိုအေးအေးဒီအဲ့ဒီအစွန်ဖျားတော့မှာလှောက်ရှားနေအောင်တိတော်မသိဘူးเนาะအဲ့တော့ဒါမဲ့ အေးဒီမသိပေမဲ့အဲ့ဒီရဲတိုင်ရင်30နှစ်ကတော့အမြန်သိပါဘာကြောင့်လဲဆိုလို့ရှိရင်ဒီနေရာမှာမြေပြင်အခြေအနေအစ်မှန်ကိုကျွန်တော်ပြောပါမယ်မြေပြင်အခြေအနေအစ်မှန်ကတော့အဲရဲတိုင်ရင်30နှစ်ကနည်းနည်းလေးပေါ့နော်အာထိတ်တိုက်မဟုတ်တော့မှပဲထိတ်တိုက်ပြီးပါရင်ဆိုင်ရတဲ့အခြေအနေဖြစ်တယ်ဘာကြောင့်လဲဆိုလို့ရှိရင်အဲ့ဒီတိတ်မလန်းတော့ဘူးလေကိုင်စစ်ကိစ္စကလည်း ပြောမှဆိုရှင်ရက်တိုင်သုံးစံနဲ့တိတ်လန်းတာမှမဟုတ်တာเนาะတိတ်နိနိလေးအောင်နိနိလေးနိနိလေးမှာကျွန်တော်တို့ကအဲ့မှာရင်ဆိုင်တွေကအတိုင်းတိုင်းရှိတာ哦သူတို့ဘက်ကတော့အပြိုင်စိတ်ကိုရပြီလို့ပြောတယ်မြဲအဲ့ရင်ဆိုင်တွေကအတိုင်းတိုင်းရှိတယ်အဲ့တော့ဖြစ်အာခက်ခဲရပါလဲဆိုတဲ့ခါကျတော့တက်ရင်းကိုလာလာပြီးတော့စနိုက်ပါသူတို့စနိုက်ပါတော်တော်ကောင်းလို့ကြာတည်ရတယ်เนาะစနိုက်ပါတော်တော်အဝေးကိုရောက်တယ်လို့ပြောဟုတ်အဝေးကနေပြီးတော့စနိုက်ပါနဲ့တက်ကိုထောက်ထောက်ထားတယ်ထောက်ထားတဲ့အတွက်ကြောင့်မို့လို့ တက်ဖွဲ့ဝင်တွေပေါ့နော်တက်ဖွဲ့ဝင်တွေနဲ့ရဲတိုင်သုံးစနစ်ကသွားရေးလာရေးလှုပ်ရှားရေးတွေမှာအခက်ခဲပေါ့နော်ကျွန်တော်တို့စိန်ခေါ်မှုတွေနဲ့ရင်ဆိုင်နေရတယ်အဲ့ဒါကတော့ဒီပြင်ချင်းနေအစ်စ်မှန်ပဲဖြစ်တယ် AAD စနိုက်ပါအသုံးများပါတယ်စနိုက်ပါနဲ့ထောက်ပါတယ်နော်အဲ့တော့စနိုက်ပါနဲ့ထောက်တဲ့အတွက်ကြောင့်မို့လို့ထိခိုက်မှုတချို့ရှိခဲ့တယ်နော်အဲ့ဒါကတော့ကျွန်တော်ဝန်ခံရမှာဖြစ်တယ်အဲ့တော့ဆိုလိုချင်တယ်အဲ့စနိုက်ပါထောက်တယ်ဒရုန်းလာကျဲတဲ့အတွက်ကြောင့်မို့လို့အဲဘယ်လိုခေါ်မလဲဆိုလို့ရှိရင် ညဘက်မီးဖွင့်ဝေတော့မှနည်းနည်းလေးအခက်ခဲရှိတဲ့အခြေအနေမျိုးရှိတယ်เนาะဒါကတော့အရှိတရားပါပဲเนาะဒါပေမဲ့သူတို့ပြောသလိုအဲဟိုကမဲ့ရတဲ့သုံးစနစ်ကြီးကကြားလို့မယ်လို့ရလို့မယ်ဆိုတော့လုံးဝလုံးဝမဟုတ်ပါဘူးเนาะအဲသူပြောတယ်လေဟုတ်အဝေးကနေစနိုက်ပါတော့သူတို့စနိုက်ပါတော်တော်ပြီးတော့ဗျာเนาะအဲ့ဒီစနိုက်ပါတော်တော်ပြီးတဲ့အတွက်ကြောင့်မလို့တော့အဲတက်ရင်းလှုပ်ရှားမှုတွေမှာနည်းနည်းအခက်ခဲရှိတယ်တက်ပြင်းတက်ထွက်ပေါ့เนาะ တက်သေးဝင်နေတော့မှနည်းနည်းလေးအခက်ခဲရင်ဆိုင်နေရတဲ့အတိုင်းအရှိတယ်။ဒါကိုဘယ်လိုမျိုးကျော်လွှားမလဲဆိုတာကတော့မြေပြင်တက်မှုတွေနော်စစ်တီတွေအနေနဲ့အကောင်းဆုံးအကောင်းဆုံးသူတို့လုံနိုင်မယ်လို့ကျွန်တော်ယူဆတယ်ပေါ့ဗျာနော်။အဲဒါတော့အခြေအနေစစ်မှန်ကိုကြောက်ဖြစ်ခြင်းနဲ့စစ်မှန်ကိုပြောမယ်။ကြုံချုံပြီးပြောမယ်ဆိုလို့ရှိရင်သူတို့ပြောသလိုအဲစစ်တီတွေအုံနဲ့ခြင်းနဲ့အဖမ်းခံထိတယ်ဆိုတာကတော့ နေပြည်မှာဖြစ်ရလုံးဝမရှိပါဘူးဘဲကဗီဒီယိုဖိုင်လည်းမသိဘူးလို့ပဲကျွန်တော်ပြောရမှာပါဟုတ်လားနောက်တစ်ခုကတော့ဒီပြိုင်စစ်ကေရွာကိုသူတို့ကတိမ့်လိုက်ပြီဆိုတာကလည်းအဲလုံးဝမဟုတ်ပါဘူးစစ်တပ်ကအခုဘယ်လိုမှဆိုလို့ရှိရင်ပြန်တိမ့်ထားပြန်ထိန်းထားနိုင်ပါပြီပြန်ထိန်းထားနိုင်ပြီးတော့ကာကင်းနဲ့ထုတ်ထားနိုင်မှာကာကင်းနှစ်စင်းထုတ်ထားပြီးတဲ့အပြင်ကိုအာဘယ်လိုမှဆိုလို့ရှိရင်နောက်တစ်ခုကအဲသူတို့ပြောသလိုမျိုးပြိုင်စစ်ကေရွာမှာအာဘယ်လိုမှဆိုလို့ရှိရင်စစ်တပ်အလောင်းတွေပုံနေပါဆိုတာလုံးဝလုံးဝမှားတယ် အဲ့ဒီအခြေအနေကဘာလဲဆိုလို့ရှိရင်အဲ့ဒီမှာတကယ်တမ်းကြိုင်စီကေရွာမှာနော်အလောင်းတွေပုံနေတယ်ဆိုတာကတော့ AA အလောင်းတွေပါ AA လဲသူတို့က power ranger မှမဟုတ်တာဗျာနော်အဲ့တော့ပါတော့လဲကျွန်တော်ကစစ်တပ်ကြားတယ်လို့စစ်တပ်ကထိနာတယ်လို့ပြောလို့ရှိရင်အဲ့မှာ AA အပိထောက်ခံတဲ့နော်ဘယ်လိုခေါ်မလဲဆိုလို့ရှိရင်ဟိုဟာလေးတွေပေါ့ဒီရခိုင်ကတော်တော်လေးပေါ့နော်အာမှန်တယ်ကိုမောင်မောင်မှန်တယ်ဆိုတော့သတင်းမှန်သူတို့ကအဲ့သူတို့မခံဘူးဆိုလို့ရှိရင်သတင်းမှန်တယ်သူတို့ခံရပြီဆိုလို့ရှိရင်ထပြီးတော့ တောင်းညံတာတောင်းညံကိုမောင်ပါညာဘောခမပါညာဘောเนาะတောင်းညံအဲ့တော့အဲ့ဒီဘလောဘဆရာကတတိယမှာကျွန်တော်ပြောပြီးသားပြီသို့ပေါ်တော့လည်းပဲကျွန်တော်ကိုလာလာဆဲနေတော့ယခီးပေါ့ယခီးအေးထောက်ခံသူတွေကိုကျွန်တော်ဒီမှာတစ်ခါလဲပြောလိုက်ပါမယ်เนาะအမှန်တကယ်ဒီပေါ့เนาะကြောက်ဖြူကိုဒါယခီးတိတာနားထောင်ဖို့เนาะယခီးတိတာနားထောင်ဖို့ယခိုင်နားထောင်ဖို့မဟုတ်ဘူးဒါဖြစ်ရမှာလို့ယခိုင်ဒီအေးစင်နားထောင်ဖို့ပါပြီရံကိုစိုးတဲ့เนาะစိုးသွမ်းနေတဲ့ဒီနိုင်ငံယူသပုံတွေထောက်ခံသူတွေနားထောင်ဖို့တခုံပြောလိုက်မယ်အဲ့ဒါကဘာလို့ဆိုရှင် ကြောက်ဖြူကိုတိုက်တာအေးအေးအလုံးပေါင်း၃ယောက်ပဲကြာတယ်နော်၃ယောက်ပဲကြာတယ်၄ယောက်ပဲထိုင်ရရတယ်နော်အဲပြီးအဲ၃ယောက်တော့မှအမဲနိုင်ရသေးတယ်ပြောတယ်နော်မဲနိုင်တော့မဲပေါက်တော့မှကြာတယ်နှုတ်ဆိုချင်းတယောက်မှမကြာဘူးအဲအလုံးမဲနိုင်ပြီးတော့မင်းကြာမင်းကြာမင်းကြာဆိုပြကြာလိုက်တာ၃ယောက်ပဲကြာတယ်နော်အဲ့တော့မင်းတို့အလုံးက power ranger တွေပဲ power ranger မဲနိုင်ပြီးတော့မှကြာတော့အဲ့တော့ဆိုလို့ရှိရင်ခင်ဗျားတို့ အဲဘယ်လိုခေါ်မလဲဆိုတော့အဲ့လိုသတင်းမျိုးနားထောင်နေတယ်ဆိုလို့ရှိရင်ကျွန်တော် AA တွေကိုလည်း AA အပိထောက်ကံတွေအားလုံးကိုကျွန်တော်ဒီသတင်းမျိုးလည်းပြောပြပေးပါမယ်နော်ကျွန်တော်ကတော့ဖြစ်ရှိကိုပြောတဲ့အတွက်ကြောင့်မို့လို့ဖြစ်ရှိကိုလည်းပြောပေးမယ်အဲ့ဒီ AA အပိထောက်ခံတဲ့နိုင်ငံ U အကြံဖတ်ယခီတွေကိုတော့ကျွန်တော်ဒါမျိုးပြောပြမယ်၃ရောက်ပဲကြာတယ်၃ရောက်တော့မှမဲနိုင်ရသေးရယ်နော်ဟုတ်ပြီလားဟုတ်ပြီလားအဲ့တော့ကွန်မောင်ရေးအရေးချင်းလေးပြောပြပြောထားပြီးသားပါပြီပြောသားပြောထားပြီးသားပါပြီနော်အဲ့တော့ အဲအခြေအနေကတော့အဲပြောရမယ်ဆိုရင်ဘလို့အခြေအနေရှိတယ်ဆိုတော့ခါကြတော့ရေခဲပဲလားဆိုတော့လည်းရေမခဲဘူးเนาะသူတို့ပြောဆိုရက်တက်ရေ30နှစ်ကျော်ရသွားပြီလားဆိုတော့မရဘူးသူတို့အလောင်းထဲမှာပုံနေတာပဲเนาะ drone footage နဲ့တိတိကျကျကြည့်ပြီးသွားပါအမှန်တကယ်ကသူတို့ပြောနေတာကြောင်းမြန်နေဖြစ်နေเนาะသူတို့တွေ orange ရတယ်မဟုတ်ပါဘူးစစ်တပ်က၃တဲ့လက်နက်တွေ special သုံးပါတယ် drone တွေ special သုံးပါတယ်เนาะ၃တဲ့အတွက်ကြောင့်မို့လို့ဘသူကပို့ထိနာမလဲစဉ်းစားကြည့်ပေါ့ဗျာเนาะသူတို့လည်းသူတို့လည်းအသွေးနဲ့ကိုသားနဲ့ကိုပါပဲเนาะဘယ်လိုမှမဆိုလို့ရှိရင်တကယ် ဟိုဆေးကြောင်တွေလို့သာသူတို့ကသူတို့ဘယ်လိုခေါ်မလဲအနာယူလို့ယူမှမသိတဲ့ယူတွေဖြစ်နေကြတာပါနော်အဲ့တော့အဲ့တော့ဆက်ပြောမယ်အဲ့တော့ဒါဒီလောက်ဆိုလို့ရှိရင်ကြောက်ပြအခြေအနေကိုနားလည်မယ်လို့နားလည်တော့ပြီလို့ကျွန်တော်သုံးသပ်တယ်ပေါ့ဗျာနော်ဟုတ်ပြီလား